မြို့သားပညာရေးဥပဒေကိုစန့်ကျင်ကန့်ကွက်တဲ့ကျောင်းသားတွေရဲ့တပိတ်မောက်ဆန္ဒပြပွဲတွေဟာရန်ကုန်မြို့မှာနိုဝင်ဘာလ14ရက်နေ့ကစပြီးနေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေခဲ့တာပါကျောင်းသားဆန္ဒပြပွဲတွေဖြစ်ပေါ်နေတဲ့အပေါ်မှာစီးလုံးညီညွတ်တဲ့တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA အနေနဲ့အပြည့်အဝထောက်ခံအားပေးသွားမှာဖြစ်ပြီးအစိုးရကအမြဲတမ်းတွဲဆုံဆွေးနွေးဖို့လိုရလို့ဆိုပါတယ်ကျောင်းသားတွေရဲ့လှုပ်ရှားမှုကတော့နိုင်ငံရေးအပြောင်းအလဲလည်းဖြစ်တတ်တယ်ဒါအစဉ်လာလည်းရှိခဲ့တယ်မြန်မာနိုင်ငံလောကမှာကျောင်းသားတွေကစားလာယူရလေနော် ကျောင်းသားတူကတကယ်လုံးမှရှိတယ်။ကျောင်းသားကျောင်းသားကျောင်းသူပေါ့နော်တကယ်လုံးမှရှိတယ်။နောက်ကျွန်တော်တို့ရဲ့အနာဂတ်ကာလကိုပိုင်ဆိုမဲ့လူငယ်တွေဖြစ်တယ်။ခုရင်ခေတ်တော့လဲကိုလိုနီအစိုးရခက်မှာတော့လဲအဲဒီလိုပဲကိုလိုနီအစိုးရအတူတပေါ်နဲ့သူပြတ်ထန်းခဲ့တဲ့အတွက်ကျောင်းသားလူငယ်ပြဿနာအကြီးကြီးဖြစ်ခဲ့တယ်။ဒီဒီချိန်မှာတော့ဒါကုတိုင်းနာချင်းချင်းဖြစ်တဲ့အခါကျတော့ဒါဘယ်လိုလဲဆင်းမင်းကြီးနိုင်လဲဆိုတာ ဘာမှမဖြစ်ပါဘူးဆွေးနွေးညှိနှိုင်းတဲ့နေ့ကျတော့ထင်တယ်ဒီလူငယ်တွေရဲ့အတန်ပေါ့နော်လူငယ်တွေရဲ့တဘောရာအကြောင်းသားတွေရဲ့တဘောရာအကြောင်းသားတွေဖြစ်ဖြစ်စီကျင်တဲ့ဆန္ဒတော့ကျွန်တော်ထင်တယ်လိလာတဲ့နေ့ဟိုလိုက်လျောတဲ့နေ့လို့ထင်တယ်လိုက်လျောနိုင်တဲ့ဥစ္စာပေါ့ဗျာနော်ဆိုတော့ဒါကတဖြည်းဖြည်းနဲ့ကျေပြန့်သွားနိုင်တယ်တကယ်လို့ဆွေးနွေးတာတွေမလုပ်ဘူးနော်ဟိုညှိနှိုင်းတာတွေမလုပ်ဘူးဆိုရင်တဖြည်းဖြည်းကျေပြန့်သွားနိုင် ဇွန်လ30ရက်နေ့မှာပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တဲ့မျိုးသားပညာရေးဥပဒေကြောင့်အခုလိုတပိတ်မောက်ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့တာပါဒီတပိတ်မောက်ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးဒီမိုကရေစီနဲ့အမျိုးသမီးများငြိမ်းချမ်းရေးကွန်ရက်ဆရာကြီးသခင်ကိုယ်တော်မိုင်းငြိမ်းချမ်းရေးကွန်ရက်အပါအဝင်အဖွဲ့အစည်းအသီးသီးကထောက်ခံအားပေးကြောင်းသဘောထားတွေထုတ်ပြန်ခဲ့ပါတယ်အလို့သမားသမဂ္ဂတွေအနေနဲ့ဆန္ဒပြနေတဲ့ចောင်းသားတွေနဲ့တသားတည်းရှိနေတယ်လို့ WM ပေးသွားဖို့ကိုလည်းစီစဉ်နေပြီလို့ DVB ကိုပြောပါတယ် အဲ့တော့ဒီနေ့ကျောင်းသားလှူရှားမှုတွေရဲ့ဥဆောင်မှုအခန်းအခါတွေကိုလည်းပဲလူသမားတို့အနေနဲ့ဝန်ရံပေးဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့တောင်းသားတွေဟာကျွန်တော်တို့ရဲ့သားသမီးတွေဖြစ်ပါတယ်။ဒီပညာရေးနဲ့သူတို့ဆုံးကန်းတိုင်အောင်သင်ကြားပြီးဘွေးရတဲ့အခါမှာလူငန်းဝင်ကိုဝင်ရောက်ကြရမှာဖြစ်ပါတယ်။သူတို့အနာဂတ်အတွက်ကိုရေးရသင်ကြားမှုမရှိတဲ့ပညာရေးစနစ်ကိုဒီလိုမျိုးကျွန်တော်တို့တောင်းဆိုမှုတွေလုပ်ရပါလိမ့်မယ်။နော်တောင်းဆိုမှုတွေလုပ်မှသာနဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်လာမှာပါ။ လော်ဘီလောက်ရမဲ့တောင်းပေါ်တစ်ခုကတော့ဒေတာပေါက်ကြာရောက်လာပြီဖြစ်ပါတယ်။ဒါကြောင့်မို့လို့လည်းပဲလုံသမားလူတန်းစားတွေဒီလုံသမားတွေအနေနဲ့ကျွန်တော်တို့ရဲ့တာသမီတွေကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေဖြစ်တဲ့ဒီကြောင်းသားလှူရှာမှုဥဆောင်နေရဲအခန်းကဏ္ဍမှာထောက်ခံပေးဖို့နော်ပူပေါင်းဆောင်ရွက်ပေးကြဖို့ကိုကျွန်တော်ဒီနေရာနေတိုက်တွန်းလုပ်ပါတယ်။လွှတ်တော်ကအတိပြုလိုက်တဲ့မြို့သားပညာရေးဥပဒေကြောင့်နိုင်ငံလုံးဆိုင်ရာအကြောင်းသားတို့အရေးပေါ်အစည်းအဝေးကိုရန်ကုန်မြို့မှာနိုဝင်ဘာလ12ရက်နဲ့17ရက်နှစ်ရက်တာပြုလုပ်ပြီးသပိတ်မှောက်ကြောင်းကြေညာခဲ့တာပါ။ 1920ခုနှစ်ကိုလိုနီအစိုးရလက်ထက်မှာတက္ကသိုလ်ပညာရေးဥပဒေကိုတစ်ဖက်သက်ရေးဆွဲပြီးအတည်ပြုပြဋ္ဌာန်းခဲ့တာကြောင့်ပထမကျောင်းသားတပိတ်ဖြစ်ပေါ်ခဲ့ပြီးအမျိုးသားကျောင်းများပေါ်ပေါက်ခဲ့ကာလူလဲ့ရယူနိုင်မှုအတွက်ခေါင်းဆောင်ကောင်းတွေကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်ကျွန်တော်ကညံကြီးပါ